အလုံးမင်္ဂလာပါရှင်။ဒီမှာဆွေးနွေးပေးနေတဲ့အကြောင်းအရာလေးကမှတ်ဉာဏ် memory ပိုင်းနှစ်ကလေးပါ။အဲဒီမှာမှတ်ဉာဏ်မှတ်သားမှုဆိုင်ရာပိုင်းနှစ်ကလေးပေါ့နော်။အဲဒီမှာဆိုလို့ရှိရင်အဲမှတ်ဉာဏ်ကိုမှတ်သားမှုအားကောင်းစေတဲ့ပေါ့နော်။နည်းလမ်းလေးတွေကိုဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်။အဲ့လိုမျိုးပေါ့နော်ဆွေးနွေးပေးရင်နေနေပေါ့နော်ဒီလိုမျိုးဒီမှတ်ဉာဏ်ကိုပို့ပြီးတော့အားကောင်းစေတဲ့ ဒီ working memory ကိုအားကောင်းစေတဲ့နည်းလေးကိုဆက်ပြီးတော့ဆွေးနွေးပေးမှာဖြစ်ပါရဲ့ရှင်။အဲ့မှာဆိုလို့ရှိရင် working memory ကိုအားကောင်းစေဖို့အတွက် make lists lists လောက်ရပါမယ်။ဒီအချက်လက်တွေပေါ့နော်။အချက်လက်ကလေးတွေကို list လုပ်ပြီးတော့မှတ်သားတဲ့အလေးထားလေးတွေဒီလှုပ်ဆောင်စေရပါမယ်။နောက်တစ်ခုက make meaningful connection association တွေအဓိပ္ပာယ်ပြုဝနေရမယ်။အဓိပ္ပာယ်ပြုဝတဲ့ association တွေဖြစ်ရမယ်။ဖြစ်အောင်ဆောင်ရွက်ကြရမယ်။ဒါဆိုလို့ရှိရင် ဒီက working memory မှာ ပိုအားကောင်းလာစေမှာဖြစ်ပါတယ်။နောက်တစ်ခုက chunk information တတိယချက်လက်တွေကိုသူကအစိတ်အပိုင်းလေးတွေဖြစ်နေ chunk လုပ်တယ်ဆိုတာအဲဒီတတိယချက်လက်ကလေးရလာတဲ့တတိယချက်လက်ကလေးကိုအစိတ်အပိုင်းလေးတွေခွဲခွဲပြီးတော့မှမှတ်သားစေခြင်းတွေကိုဆောင်ရွက်ရမယ်။ဒါလည်းသူရဲ့အား working memory ကို အားကောင်းစေပါတယ်။နောက်တစ်ခုကကြတော့ဒါကကြတော့ပေါ့နော်သူက memory state လောက်ရမယ်။သူက မမိုးရစ်ဆိုတော့အတိုးကောက်ကလေးတွေမှတ်သားရမယ်နောက်တစ်ခုကဒီပေါ့နော်အတိုးကောက်ကလေးတွေလုတ်ပြီးမှတ်သားရတဲ့အခါမှာမှတ်သားမှုကိုပို့ပြီးတော့အားကောင်းစေတယ်နောက်ပြီးတော့ကျ acronym ဆိုတာကြတော့သူကဒါလည်းအတိုးကောက်မှတ်သားတာပဲသူ keyword ကလေးတွေကိုပေါ့နော်ဒါ slow လေးတွေကိုတိုကောက် memory လောက်ရမယ်တိုကောက်မှတ်သားစေရမယ်နောက်တစ်ခါ use case ရဲ့ parser တွေ gain တွေ parser တွေနဲ့သုံးပြီးတော့ဒါမှတ်သားစေခြင်းရတယ်အဓိက marki memory ကိုအားကောင်းစေပါရဲ့နောက်တစ်ခုနောက်တစ်ခုကကြတော့ practice mental mess ကကြတော့ဒါအရေးကြီးရဲ့ပထမဦးဆုံးကျမတို့ဒီပုံသူတို့ကိုမှတ်သားတဲ့အခါမှာဒီပစ္စည်းစစ်တွေနဲ့ပေါ့နော်ပစ္စည်းစစ်တွေနဲ့ဒါချိတ်ဆက်ပြီးတော့ဒါမှတ်သားစေတယ်ပြီးရင် ရုပ်ပုံတွေနဲ့ရုပ်ပုံတွေနဲ့မှတ်သားစေပထမအဆင့်ကတော့ပစ္စည်းစစ်တွေနဲ့မှတ်သားရင်ဒုတိယအဆင့်မှာအဲ့ပစ္စည်းစစ်တွေကို ဒါရုပ်ပုံလေးတွေနဲ့တွဲပြီးတော့မှတ်သားတယ်ပြီးလို့ရှိရင်မိမိအုံနောက်ထဲမှာကိုပဲအဲ့ဒါကိုဒါ price အကျဉ်းကြီးလုတ်တဲ့အခါမှာ mental map ဆိုတဲ့ဒါအလေးချင်းချင်းနေလုတ်သွားတဲ့အခါမှာသူ့ရဲ့အုံနောက်ထဲမှာဆွဲမြဲသွားစီပြီးတော့ပေါ့နော်ဒါအလုံးလုံးတဲ့အခါမှာပို့ပြီးတော့မှတ်မိစွာအားတွေရရှိပြီးတော့လုံးလုံးတဲ့အခါမှာပို့ပြီးတော့ကောင်းမွန်တဲ့ရက်လက်တွေကိုရရှိလာစေရပထမအဆင့်မှာ ပစ္စည်းစစ်တွေနဲ့မှတ်သားစေတယ်ဒုတိယဆင်ကြလို့ရှိရင်ရုပ်ပုံလေးတွေနဲ့မှတ်သားတယ်တတိယဆင်ကြလို့ရှိရင်ဒီအုံနောက်ထဲမှာကိုပဲသူအနေနဲ့သူလဲပတ်သွားပြီးတော့ဒါကိုပဲဆွဲမြဲစွာမှတ်မိနေပြီးတော့ဒီ working memory ကိုပြန်ပစ်ပို့တဲ့အခါမှာဒါပို့ပြီးတော့အားကောင်းတယ်ဒါလုံဆောင်မှုတွေကိုရရှိလာစေတာဖြစ်ပါတယ်ရှင်နောက်ပြီးတော့ exercise တွေရေးကြည့်တယ်ဒါ exercise တွေကအမြဲတမ်းပေါ့နော်လေ့ကျင့်မှုတွေကလုံဆောင်နေရမယ်ဟိုနောက် အာကမို့တဲ့အုံနောက်နဲ့ဆိုင်နေဒီ brain နဲ့ဆိုင်နေ memory နဲ့ဆိုင်နေဒီကဒီလေ့ကျင့်ခန်းနေပေါ့နော်များများလှုပ်ဆောင်ပေးရမယ်အဲ့လိုမျိုးလှုပ်ဆောင်နေတဲ့အခါမှာလည်းဟိုကျွန်တော်ဒီလိုမျိုး exercise တွေလုပ်ရင်းနဲ့မိမိရဲ့ physical ဘိုင်းပေါ့နော်ခန္ဓာကိုယ်ဘိုင်းဆိုင်ရာ exercise တွေအားလည်းဒီတည်ယူနေစဉ်တွင်းမှာပဲလှုပ်ဆောင်ပေးဖို့လိုအပ်တယ်တည်ယူနေစဉ်ရောမတည်ယူစဉ်ရောပဲဒီလေ့ကျင့်ခန်းလုပ်ခြင်းအားရည်ကြီးပါတယ်ခန္ဓာကိုယ်အတွက်ရော memory အတွက်ရော ဒီကလေ့ကျင့်ကအရေးကြီးတဲ့ခန္ဓာပါဝင်နေပါတယ်။နောက်တစ်ခုက visualization ဆိုရယ် visualize ပေါ့နော်။ဒါအမြင်အရုံနဲ့ချိတ်ဆက်ပြီးတော့ ဒီမှတ်သားဉာဏ်ကို working memory ကိုအားကောင်းစေတယ်။ဒါကြောင့်အမြင်အယုံနေနဲ့ချက်စေရမယ်။ graphic organizer တွေစောင့်နေရမယ်။နောက်တစ်ခါဒီပေါ့နော်ဒါသူက grade တွေနဲ့မှတ်တယ် charge တွေနဲ့မှတ်တယ် table တွေနဲ့မှတ်တယ် life cycle တွေနဲ့မှတ်တယ်ဒါကတော့မှတ်နည်းမျိုးမျိုးရှိတယ်။အဲ့ဒီက visualize ဆိုတာလည်းအရေးကြီးရဲ့ဒါမှတ်ဉာဏ်အားကိုပိုအားကောင်းစေတယ်။နောက်တစ်ခါ make a sound ဟိုဒီပေါ့တန်စင်နေနဲ့ပေါ့နော်ဂီတတန်စင်နေဒါကတော့ဒီ C chord ၊ D chord တွေနဲ့မှတ်သားစေ ခြင်းရတယ်။ကျမတို့ working memory ကိုအားကောင်းစေတဲ့နည်းဖြစ်ပါတယ်ရှင်။ဒီမှာလဲရှင်းမှာလဲပေါ့နော်ဒါနောက်တစ်ခုကဒါမိမိမမိထားတဲ့ခြာရည်ကို write down note တွေအနေနဲ့ခြာရည်ရမယ်။နောက်တစ်ခုကိုကိုကိုလည်းဒါ text လုပ်ရမယ်။ဒါလည်းအရေးကြီးတဲ့ချက်တွေမှာပါတယ်။နောက်တစ်ခုခဏခဏပေါ့နော်လေ့ကျင့်မှုတွေလုပ်ဆောင်ရမယ်။နောက်တစ်ခု acronym ဆိုတာသူကဒီက မိမိမှတ်ထားတဲ့အရာလေးတို့အတူကောက်ကလေးတွေပေါ့နော်ထုတ်ပြီးတော့မှတ်သားရဲ့နမိုနစ်သဘောမျိုးပဲသူကလည်းအတူကောက်ကလေးတွေထုတ်ပြီးတော့မှတ်သားတာပဲနောက်တစ်ခုကအဲမိမိကိုယ်တိုင်ပေါ့နော် သူမိမိမှတ်မိထားတဲ့အကြောင်းအရာတွေကိုသူတို့ဘာကိုပြန်ပြီးတော့တင် जा ပေးတာပြသပေးတာလည်းမှတ်မိစွာကိုပိုကောင်းစေတယ် အဲပေါ့နော်ဒါပြောဆိုရင်အများကြီးရှိရပေါ့နော်သူ့ရဲ့ဒီလှုပ်ရှားရှိရဲ့လို့ဒီမှတ်ညာအာကောင်းစေရဲ့နေရာမှာဆိုလို့ရှိရင်ဒီရေကိုလည်းပြေဝါစာရေကိုတောက်သုံးညင်ရလဲဒါအာကောင်းစေရဲ့နေရာမှာလည်းစပါတယ်အဲ့လိုမျိုးနီးအမျိုးမျိုးရှိရတဲ့အဓိကနီးတွေကိုမိမိနဲ့အစဉ်ပြေမဲ့နီ တင့်လျော်မယ်နီးအခြေနေပြီးတဲ့အခြေနေလဲပြီးမှာပေါ့နော်မိမိလုံးဆောင်မယ်နီးရအဲ့လိုမျိုးနီးနေလဲပေါ့နော်အများကြီး working memory အကောင့်စီနေနီးအများကြီးအများကြီးရှိတယ်အဲ့အများကြီးရမှာကျွန်မအချို့ကိုပဲထုတ်လုပ်ပြီးတော့ဆွေးနွေးပေးခြင်းလည်းဖြစ်ပါရဲ့အဲ့ဒီမှာဆိုရင်ဒီမှာဆိုလို့ရှိရင်လဲအရှိမှာလဲပါသွားပြီ right write down လောက်ရမယ်ဒီကအချက်လက်တွေကိုချရေးရမယ်ချရေးရမယ်ချန်တင်းလောက်ရမယ်ဒီမှာဆိုလို့ရှိရင်သူကဒါ ဒီအစိအပိုင်းတဲတဲလေးတွေနဲ့ခွဲပြီးတော့မလုပ်ရမလို့ဆိုလို့ရှိရင်မှတ်သားရရမယ်။ Now အဲ့လိုမျိုးစိပိုင်းတဲတဲလေးနဲ့ခွဲပြီးမှတ်တဲ့အခါမှာပို့ပြီးအများကြီးမှတ်ထားတဲ့ပို့ပြီးတော့မှတ်မိအောင်ကောင်းစေတယ်။နောက်ပြီးတော့ acron ဆိုတာကြတော့သူကလည်းဒါအတူကောက်ကလေးတွေဆွဲထုတ်ပြီးမှတ်သားရယ်။ Pride 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 တဲလေးချင်မှလေးချင်မှလေးချင်မှအဲ့လေးချင်မှုဟာ a repetition နေ၅ချိန်လောက်ထိလှုပ်ဆောင်တင်တယ်ဒါမှပို့ပြီးတော့ဆွဲမြဲစေမယ်ဒါတက focus ထားရမယ် attention ထားရမယ်ဒါ ဝါကီမေမိုရီကိုအကောင်းစေတာပါမိမိကိုကိုလည်းဒါအမြဲတမ်းစစ်ဆေးနေမှုလုပ်ရမယ်စာကြောင်းတွေကိုကိုကိုတိုင်းတည်ဆောက်ရမယ်ရေကိုပြပြဝဝတောက်သုံးရမယ်စာဖတ်တဲ့လေးထားတွေလှူဆောင်ပေးရမယ်နောက်တစ်ခါစတိုရီကိုကိုကိုတိုင်းဝက်စတိုရီလုပ်ပြီးတော့ဒီစကလုံးတွေကိုမှတ်သားရရမယ်နောက်တစ်ခါစကလုံးအစ်တေဆိုလို့ရှိရင်ဗဇက်ကနေထုတ်ပြီးတော့ပေါ့နော်ထုတ်ပြီးတော့ load out ဒါလုပ်ရမယ် setting out log မိမိရဲ့ဗဇက်ကနေပြီးတော့ လောက်သူကထုတ်ပြီးတော့ရွတ်ဆိုရမယ်ပေါ့နော်အဲအဲ့လိုမျိုးနှီးရည်နဲ့တုံးလို့ရှိရင်ဒါမှညာအားကြီးပိုကောင်းလာမှာပါရှင်အဲနောက်ပြီးတော့နောက်ကလည်းအများကြီးခုနခြေထဲမှာလည်းပါသွားတယ်နှုတ်တွေမဲ့အဲရေးရမယ်ခြားရေးရမယ်နောက်တစ်ခုမှတ်စုလိုတွေထုတ်ရမယ်နောက်တစ်ခါဟိုရားတဲ့အခါမှာလည်းဒီကသင်ခန်းစာကိုရအကြောင်းအရာတစ်ခုကိုမိမိမှတ်သားစရာတစ်ခုကိုရလာပြီးချက်ချင်းလေးချင်းမှုတွေလုပ်ရမယ်နောက်တစ်ခါ healthy food တွေစားသုံးရမယ် အဲ stress တွေကိုလျှော့ချရမယ်။ဒါဆိုရင် improve your focus မိမိကိုယ်ကိုမိမိဂရုထားပြီးတော့ပေါ့နော်။ဒါတိုးတက်အောင် ဆောင်ရွက်တဲ့အလေးထားတွေရှိရမယ်။အေးအေးဝါးဝါအေးပေးရမယ်။ အဲဘာပဲ visual တွေဘာပဲတွေနဲ့ပေါ့နော်ဒါဒေတာမှုတွေကိုလုံဆောင်ရမယ်ဒီလိုနီးလန်းလေးတွေကလည်းမဲ့ memory ကိုအကောင်းစေတဲ့နီးလန်းလေးတွေဖြစ်ပါရဲ့ရှင်နောက်ပြီးတော့ storytelling နေဒါဒါအင်မတန်ကိုဟိုကလူငယ်ကလေးတွေစိတ်ဝင်စားတဲ့နီးလန်းလေးတွေပါဒီ story လေးတွေကိုသူတို့ရဲ့ကတ်ကလေးတွေနဲ့ချိတ်ဆက်ပြီးတော့ပေါ့ရုပ်ပုံလေးတွေနဲ့ချိတ်ဆက်ပြီးပြောတာပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးလေးတွေနဲ့ storytelling တွေလုံဆောင်ခြင်းအဖြစ်လေ memory ကို working memory ကိုပို့ပြီးတော့အကောင်းစေပါရဲ့ရှင် အဲဒီမှာဆိုလို့ရှိရင်အတွေးတွေကို organize စစ်တော့ရမယ်အတွေးတွေကျေပြီးတော့ဖြန့်ကျက်ပြီးတော့တွေးနေလို့ရှိရင်ဒါမိမိရဲ့မျက်ညံအတွက်မကောင်းဘူးဒါဆိုလို့ရှိရင်ဒါဝေဝါးသွားစေတယ်မိမိရဲ့အတွေးတွေကိုစစ်ထုတ်ရပါမယ် organize စုစည်းရပါမယ်နောက်တစ်ခါ healthy lifestyle ဖြစ်ရပါမယ်နေမှုထိုင်မှုမိမိရဲ့နေပုံထိုင်မှုအားလည်းဒါ ကျမ်းမာတဲ့နေမှုထိုင်မှုစသဖို့ရှိရပါမယ်ဒါမှလည်းမှတ်ညာကိုပိုကောင်းစေပါရဲ့နောက်တစ်ခါအုံနောက်တွေအားကောင်းစေတဲ့စားစာတွေကိုစားသွားမယ်ဟဲ့ရှိမှလည်းပါခဲ့ပြီးပြီဒါလုံလောက်တဲ့အိပ်စက်မှုကိုရရှိရမယ် exercise လေ့ကျင့်ခန်းတွေလုပ်ရမယ်မိ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 ခန္ဓာကိုလေ့ကျင့်ခန်းလုပ်တဲ့အတွက်ကိုပဲမှတ်ညာအားကိုပိုကောင်းစေပါရဲ့ဘာလို့လဲဆိုတော့သွေးသွေးလည်းမှတ် ပတ်မှုအားကောင်းတယ်။သွေးလက်ပတ်မှုအားလေ့ကျင့်ခန်းတွေလုပ်တယ်။လေ့ကျင့်ခန်းတွေလုပ်တဲ့အတွက်သွေးလက်ပတ်မှုတွေအားကောင်းလာရဲ့။သွေးလက်ပတ်မှုတွေအားကောင်းလို့ရှိရင်အုန်းနောက်ကိုအောက်ဆီဂျင်လိုအပ်တဲ့အောက်ဆီဂျင်တွေရရှိလာစေမယ်။ဒါဆိုရင်ဥမညာလည်းပိုအားကောင်းလာစေမှာဖြစ်ပါတယ်ရှင်။နောက်တစ်ခုအဲမိမိရဲ့မိသားစုနဲ့အချိန်တွေကိုကုံဆုံးစေရမယ်။အဲမိမိရဲ့မိသားစုနဲ့အချိန်တွေကိုအသုံးပြုတဲ့ ဆိုတာလည်းပို့ပြီးတော့မှတ်ဉာဏ်အားကောင်းစေရဲ့နောက်တစ်ခုပေါ့နော်ဒီအုံနောက်နဲ့ဆိုင်တဲ့ great gain တွေကစားရမယ်စစ်တူရင်ထိုးတာတော့ပေါ့နော်ချက်ကစားတာတော့ဒါလည်းတကယ်ကိုအုံနောက်ကိုအသုံးပြုပြီးတော့ကစားရတဲ့အဲ gain တွေဖြစ်တဲ့အတွက်ဒါအုံနောက်ကိုမှတ်ဉာဏ် working memory ကိုအားကောင်းစေတဲ့နည်းလမ်းလေးတွေဖြစ်ပါလေရှင်အဲနောက်ဆုံးမိတ် charge လေးပါဒါလေးကတော့ဒီ working memory အားကောင်းစေတဲ့နည်းလမ်းလေးတွေမှာမှန်မှန်လေ့ကျင့်ခန်းတွေလုပ်ရမယ် ဒုံလောက်တဲ့အိဆက်ပေါ့နော်အိဆက်မှုတွေရှိရမယ်နောက်တစ်ခုသူ့ဒီဒီမှာနော်လိုအပ်တဲ့အစ်စာစာတွေကို try ကြိုးစားပြီးတော့ဒါစတောက်နေရမယ်။တဲအကြောင်းတစ်ခုခုကိုဒါမိမိတင်ယူနေတဲ့အကြောင်းအရာအစ်စ်တွေအမြဲတမ်းတင်ယူမှုအစ်စ်တွေလှုပ်ဆောင်နေရမယ်။နောက်တစ်ခုဒကြားကို cut out စုကအအရေးကြီးပါတယ်။ဒကြားဓာတ်ဟာအုံနောက်ညံယူထိုင်းမိုင်းစေတာပါ။ဒါကြောင့်ဒကြားဓာတ်ပါတဲ့အစာအတောက်တွေကို cut out မစားတာအကောင်းဆုံးပါပဲရှင်နောက်တစ်ခု meditate ဆိုတာကတော့ဒါ तू ကတော့ဒါ breathing meditation လုပ်တာပါဒီဒါတော့ဟိုယောဂတွေနဲ့လည်းလုံဆောင်လို့ရပါတယ်ယောဂနဲ့လည်းလုံဆောင်နေအဲဒီမိမိရဲ့စိတ်ကိုပေါ့နော်ဒါဟို stress တွေကိုလည်းရောကြစေတယ်ဒီလိုမျိုးလုံဆောင်စေခြင်းနေရာလည်း memory ကိုအကောင်းစေတဲ့နည်းလမ်းတွေဖြစ်ပါတယ်နောက်တစ်ခါအဲ omega 3ပါတဲ့အစာအသောက်တွေပေါ့နော် သုံးဆောင်ပေးခြင်းနေဒါမှမဟုတ်စေဝါပေါ့နော်ဒါကိုသုံးဆောင်ပေးခြင်းရတယ်ဒီ walking memory အကောင်းစေပါတယ်နောက်ဒီသူ့ရဲ့ပေါ့နော်မိမိတို့ရဲ့ဒီစားတောက်လိုက်တဲ့အစားအစာတွေဟာသူ့ရဲ့ပေါ့နော်ဒီအနေရဖြစ်စီတဲ့အစားအစာတွေမဟုတ်ဘဲနဲ့ကျန်းမာတဲ့အစားအစာတွေဖြစ်ဖို့အရေးကြီးပါတယ်ဒါကြောင့်ပေါ့နော်ကျန်းမာတဲ့အစားအစာအင်မတန်ကိုလိုအပ်တယ်ဆိုတာကိုပြောတာပါဒါ ဒီမိမိရဲ့အစာအိမ်အတွက်ပေါ့နော် diet ဖြစ်နိုင်မဲ့ဒါစာခြေပြက်နိုင်မဲ့အစာအစာတွေကိုပဲစားတောက်ပေးရမယ် ဟိုမိမိရဲ့အစာအိမ်နဲ့မလျော်ညီတဲ့အစာအတောက်တွေကိုမစားဘူးဒီကျမ်းမာရေးနဲ့လျော်ညီတဲ့အစာအတောက်တွေကိုပဲအမြဲတမ်းစားတောက်ပေးရမယ်ဆိုတာလေးကိုကျမအနေနဲ့အဓိကပေါ့နော် working memory အားကောင်းစေတဲ့နည်းလမ်းလေးတွေကိုဆွေးနွေးပေးရင်းနဲ့ပေါ့ဒီ working memory ကိုအထောက်ပံ့ပြုစေမဲ့အာ working memory အားကောင်းမှုအတွက်အထောက်ပံ့ပြုစေတဲ့အကြောင်းအရာလေးတွေကိုကျမအနေနဲ့ဆွေးနွေးပေးခြင်းဖြစ်ပါရဲ့ဒါဆိုရင်ကျမတို့ ဒီဆွေးနွေးရဲ့ခေါင်းစဉ်နေပေါ့နော်ကျမဒီအကြောင်းအရာလေးဒါစီစဉ်တိုင်းလေးပြီးဆွေးနွေးခဲ့လို့ပြီးသွားပါပြီဒါဆိုရင်ကျမတို့မှတ်ညံမှာမှတ်ညံအားကောင်းမှုအတွက်လှုပ်ဆောင်ရမယ့်လုပ်ငန်းတွေရှိမယ်မှတ်ညံအားကောင်းစေတဲ့နည်းလမ်းလေးတွေရှိမယ်ဒါဆိုရင်မှတ်ညံကိုအားကောင်းစေမယ့်အစားအသောက်တွေရှိမယ်ဒီလိုမျိုးနည်းလမ်းလေးတွေကိုလှုပ်ဆောင်ပေးမယ်ဆိုရင်ဒါ working memory အားကောင်းတဲ့ မှတ်မိစွာတွေကောင်းလာတဲ့မှတ်ဉာဏ်တွေကိုရရှိလာစေမှာဖြစ်ပါတယ်။ဒီလိုမျိုးလှုပ်ဆောင်တဲ့အလုပ်တွေကိုဒါမဖြစ်နိုင်ဘူး။လုံလို့အစင်မပြေနိုင်ဘူးလို့မတွေးပဲနဲ့ပေါ့နော်။နိုင်တဲ့လောက်ကလေးကိုစူးစမ်းပြီးတော့လှုပ်ဆောင်စေချင်ပါတယ်။လှုပ်ဆောင်တဲ့အခါမှာလည်းဒါမိမိရဲ့အခြေအနေမိမိပေးတင်ယူပေးမဲ့ကလေးတွေရဲ့အခြေအနေ ဒါအချိန်နေပေါ်မှာမူတည်ပြီးတော့သုံးသက်ပြီးတော့ပေါ့နော်ဒါလေးအင်းနဲ့စီလျော်မဲ့အကြောင်းအရာလေးတွေကိုဆောင်ရွက်ကြမယ်ဆိုလို့ရှိရင်မှတ်ဉာဏ်အားတွေဟာပိုကောင်းတဲ့မှတ်ဉာဏ်စွမ်းအားတွေကို ရရှိလာစေမှတည်ကြပါရဲ့လို့ကျမအနေနဲ့ဆွေးနွေးချက်ကလေးထဲမှာထည့်သွင်းပြီးတော့ဆွေးနွေးပေးရင်းနဲ့ကျမရဲ့ဆွေးနွေးချက်တိုင်းကိုလိုက်ပါပြီးတော့ဝေဖန်သုံးသက်အကြံပေးနေတဲ့တူတယောက်ချင်းသူတိုင်းကိုကျေးဇူးတင်ရှိပါတယ်လို့ပြောကြရင်းနဲ့ဤကုန်းချုပ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးတင်လို့ 点连把心。